မင်္ဂလာပါဗျာဆရာညမြမပြီပါ15ရက်6လ2025မှဒီ21ရက်6လ2025တပတ်စာကန်ဒီမာဗျာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီပါ15ရက်နေ့အတွင်ဝင်သွားတာဖြစ်တဲ့အတွက်တနင်္ဂနွေဂျိုးအားနေတောက်ကြဂျိုးကူးပြောင်းသွားတာဖြစ်ပါတယ်ဒါကြောင့်ကိုကိုကိုရင်ကိုမိသားစုကိုလုပ်ငန်းတွေကရုပ်ချီတဘောကိုရဒေတာမဟုတ်တော့တခြားရဒေတာနေရမယ့်နေရာမနေရမနေရမယ့်နေရာနေရအဲ့ကိစ္စမျိုးပေါ်ပေါက်နေတာဖြစ်ပါတယ် ဒါကြောင့်အိုးရေလုံးကဲနေပတ်တဲ့အစမပြေကြတဲ့ခွန်တဲ့သားသမီးအားလုံးတို့ဟာနော်နွားလိုလေးကိုဖြောနွားလိုလေးကိုဖြောရာဥတော်အနောက်မြောက်တောင်းကိုလှဲ့လှဲ့ပြီးမှဆူတော့အတင်နွားလိုလေးရဲ့ကျွန်တော်လောက်ကဲမကောင်းဘူးပြအလောက်ကဲနေပတ်တဲ့ကိစ္စကြီးစင်ပြေခြင်းနဲ့အိုးရင်လောက်ကဲနေပတ်တဲ့ပြဿနာတွေကျင်းဘူးပြအိမ်မအေးချမ်းချမ်းနဲ့နေခြင်းနဲ့အမှုခင်းပြဿနာတွေဝေးကွာအောင်အန်ဒရယ်တွေဝေးကွာအောင်ကိုကြီးဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဥတော်အနောက်မြောက်တောင်းလှဲ့ပြီးနွားလိုလေးကို ကင်ပြီးမှရာဦးတော်လှည့်ပြီးမှဆူတောင်းပြီးမှသရုံတယောက်တော်သူကိုအစာအာဟာရကုသိုလ်ပြုမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတော့ဥွေလောက်ကမ်းများအမြန်ဆုံးပွင့်လမ်းမှဖြစ်ပါလေဗျာဒီစငိုင်းကတောက်ကြဂျိုးလေးကိုကူးနေတာဖြစ်တဲ့အတွက်နော်အရမ်းပြ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 ဥဝင်လောက်ကနေပတ်တမကိုရတီတာမဟုတ်တခြားရတီတာယုတ်ချီယုတ်ချီပြဿနာတွေပေါ်တတ်ပြီးထီထီလဲပေါက်တတ်တယ်ဗျူကူညီပေးတဲ့လူကဒါတိုင်းပြဿနာရှာတဲ့လူကဒါတိုင်းဖြစ်ပြီးကိုမိသားစုမှာအန်ဒရကင်းဘေးရှင်းပြီးတော့ အဆင်ပြေပြေလေးနေခြင်းနဲ့အလောက်ကိုင်းနေပွန့်လန်းခြင်းနဲ့ဆိုတော့ရာဟုတောင်းနောက်မြောက်တောင်းလှဲ့အဲ့နွားနိုးလေးကိုအကိုင်းပြီးမှစူတောင်းပြီးမှသုံးစုံတယောက်သောသူအာဟာရကုသူပြုလို့ပေါ့ဗျာဒါမှမဟုတ်နဲ့မိမိကိုယ်တိုင်ဆိုလဲနွားနိုးလေးသုံးစုံတော့တောက်တောက်ပြီးမှစူတောင်းလိုက်ချမ်းမှာခမန်းပေါ်မှာပိတ်ဆိုနေတဲ့အိုးဝင်လောက်ကိုင်းများပွန့်လန်းမယ်ပြဿနာတွေကင်းဝေးတော့မှဖြစ်ပါလေဗျာဒီချိန်ကဥယျာဉ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ရုပ်ချီပြဿနာဖြစ်ပေါ်တဲ့တတ်တဲ့ကာလမျိုးရုပ်တရက်ကိုယာယီလွှဲချော်ပြီးရောက်နေတာဖြစ်တဲ့အမိုးတွေရွာတဲ့ အဲမိုးရွာလို့အိမ်ကြီးပြဿနာတက်မယ်ရေရေကြီးမယ်ရေကြီးလို့ပြဿနာတက်မယ်ငလင်လှုပ်လို့ပြဿနာပိတ်မယ်စစ်မေးရရာကြောင့်ပြဿနာတက်မအိုးပြဿနာတွေကတော့အများကြီးပေါ့ဗျာပြဿနာတွေကြောက်တယ်ဆိုရင်တော့ရာဥတော်နောက်မြောက်တော့လှက်နောက်လို့လေးခမရအိမ်မှာတစုံလောက်တောက်ပြီးမှဆူတောင်းသားမှာဒါမှမဟုတ်ရင်နောက်လို့လေးကိုဆူတောင်းပြီးမှတစုံတယောက်သူ့ကိုကုသပြုလိုက်သမားဗျာတင်းတော့မှပိတ်ဆိုနေတဲ့အိုးရင်လောက်ကမ်းများပြဿနာများဝေးကွာသွားမှာဖြစ်ပါတယ်နော်အဲတစ်ချက် ငွေကြီးမန်းနီပသက်နဲ့ပသက်မှာကိုရဒေတာမဟုတ်တဲ့တခြားရဒီယာသွားအောင်လုပ်ကြတယ်ငွေကြီးဝင်လာဆိုဝင်နေဒါမှစိတ်တိုင်းမှာစိတ်တိုင်းမကြတတ်ပါဘူးဗျာဒါကြောင့်ငွေကြီးနဲ့ပသက်ပေးရရစရာရှိတဲ့ခုနှစ်သားသမီးအားလုံးကစနေတော့နောက်တောင်တော့လက်ခုနကနွားနုတ်လေးကိုလဲစနေတော့နောက်တောင်တော့လက်တစုံတော့တောက်အောင်ပြီးမှဆူတော့တောက်ပြီးမှဆူတော့ပြီးမှတစုံတယောက်တော့သူဝူသူပြုမယ်ဆိုဖြစ်ပါတယ်တောက်ပြီးမှလဲဆူတော့လို့ရတယ်ရအောင်တောင်တောက်ပြီးအလောက်ကိုင်းပွဲမယ် စနေတော့ဆိုရင်တော့ပတ်သက်ဝင်มาဖြစ်ပါတယ်အတင်းတော့နူလေးကျွန်တော်ပတ်သက်လို့နေတယ်လူတွေပတ်သက်လေးရပါပတ်သက်လေးတွေအဲကျွန်တော်မှာပြီးတော့ပေးစရာလေးလည်းရှိတယ်ရစရာလေးရှိတယ်လိုချင်တာလေးလည်းရှိတယ်အဲ့ပြီးရင်ရစရာလေးနဲ့လိုချင်တဲ့ကိစ္စလေးတွေဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်သွားလို့လေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တော့လဲပြီးရင်နွားနူလေးကိုခမရဆူတောင်းမိမှာတောက်မယ်ဆိုလို့ရှိရင်တစုံလောက်တောက်မယ်ဆိုရင်အဲ့မှာပိတ်ဆိုးနေတဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ် တော့နွားနုတ်လေးကိုတောက်တဲ့ချိန်မှာအနေကိန်းဘေးရှင်မှာငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံးလိုက်ဝင်ပါသေးအမှုခင်ပြဿနာတွေဝေးပါသေးခင်ဗျာအမှုခင်ဖြစ်ရင်ငွေကြီးနဲ့ပတ်သက်တဲ့ဒဏ်တွေဆောင်းပါပဲအမှုငွေကြီးကုန်ကြမှုတွေဖြစ်လာမှာဒါကြောင့်ကုချေရအမှုခင်ပြဿနာဖြစ်ပေါ်တတ်တဲ့ချိန်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်လို့ပြဿနာဖြစ်တတ်တယ်ကိုယ်ရင်ကိုမိသားစုမှာပြဿနာဖြစ်တတ်တယ်နော်အနောက်ရက်တွေကျုံတတ်တယ်အိုးပြေးအိမ်ပြေးပြေးရတတ်တယ် ဒါမှမဟုတ်စနေတော့နောက်တော့တော့လဲတော့အမှုခင်းပြင်းတော့ငွေဦးကြီးနဲ့အစုလိုက်ပြုံလိုက်ရမှာလားဒါမှမဟုတ်ငွေကုန်ကြီးကြများမှာလားတခုခုပါပဲဗျာဒါကြောင့်ငွေကုန်ကြီးကြများမှာကြောက်တင်တော့စနေတော့နောက်တော့တော့လဲနွားလို့လေးကိုတောက်ပြီးမှဆူတောင်းမယ်ဆိုရင်အမှုခင်းပြဿနာများဝူးကပြီးငွေကြီးများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်နော်စိတ်ဒီချမ်းသာလားဆိုချမ်းသာပါလေဗျာတကယ်ချမ်းသာလားဆိုတော့မချမ်းသာပါဘူးတိတ်အဆင်မပြေပါဘူးစိတ်ထဲမှာပျော်လားဆိုပျော်ပါတယ် ဝေကြီးပိတ်ဆို့နေတယ်အိုးအိမ်လောက်ကနေပတ်သက်တဲ့ပူညာပူညာဖြစ်တယ်အိမ်မှာတခုခုလွဲချောနေသလိုခံစားရပါတယ်ဒါကြောင့်စိတ်ထဲမှာတခုခုလုံမကြဘူးဝေကြီးနဲ့ပတ်သက်တဲ့လုံမကြဘူးအိုးအိမ်လောက်ကနေလုံမကြဘူးသွားလာတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စမှာလုံမကြဘူးတခုခုတက်တည်းတက်လန့်နေပြဿနာဖြစ်မှာကြောက်နေရတဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်အဒီပြဿနာတွေကြောက်နေတော့ဗုဒ္ဓတောင်ရက်ကိုလှဲ့လှဲ့ပြီးမှခမရအိမ်မှာတရားသီးလေးတလုံးလောက်ကိုင်းပြီးတော့ဆူတောင်းတရားသီးဆိုပြီးတာပဲတရားအတင်တရားသီးလေးကျွန်တော်စိတ်တည်ငြိမ်နေတယ် အာလုတ်ကေမကောင်းဘူးဗျာအိမ်မှာလည်းပြဿနာတွေဖြစ်တယ်အငွေရလည်းပေးတရားရှိတယ်ရတရားလည်းရှိတယ်အာကိုလူချင်းသားလည်းရှိတယ်အဲ့ငွေကြီးနဲ့ပတ်သက်လေအဆင်မပြေဘူးရောင်းဝယ်မကောင်းဘူးအဲ့အဲ့ကိစ္စတွေကအဆင်မပြေဖြစ်နေတယ်ဗျာအဲ့ဒါကြောင့်စိတ်ညင်းနေတယ်အညင်းနေတဲ့စိတ်တွေမှာရောင်းဝယ်ဒီကောင်ငွေကြီးမပေးရရစရာအဆင်ပြေအောင်ကျွန်တော်လူချင်းတဲ့ကိစ္စလေးအောင်မြင်အောင်ရောင်းဝယ်ဒီပွင့်လန်းအောင်အမြန်ဆုံးအစဉ်ပြောင်းကုညီစောင့်ကြတော်မူပါအတင်တည်းတည်းလေးကကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်း ဘုသူတောင်ရလှည့်ပြီးသူတောင်းမယ်ဆိုရင်တင်းမှာပိတ်နေဆိုနေတဲ့စိတ်ချမ်းသာပြည့်ရှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာနော်ဟလာကိုနဲ့နင်းနဲ့ဆက်တဲ့တိလူယောက်ျားလူယောက်ျားတွေမှာကိုရကိုဒေတာကိုနေမယ်နော်ဟလာကြောင်းတော်တော်ကြောင်းတော်မနေနေမယ်အဲအဲ့ဒါဆိုလို့ရှိရင်တော့ပြဿနာဖြစ်တတ်တယ်ကာကိုကြီးကိုကြီးကိုရကိုမိသားစုမှာတိတ်တိတ်ဆိတ်ဆိတ်နေမယ်ကိုလုံနေတဲ့လုပ်ငန်းမှာပဲအေးအေးတည်ငြိမ်လို့ရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအများပြားဝင်ရောက်လာပြီးတော့ ။ခမရအပြင်မှာလာတာတာလို့ရင်တော့အမှုခင်းနေဖြစ်တတ်တယ်။အဖန်သီခါတတ်တယ်။ငွေရည်နဲ့ပတ်သက်တဲ့ကုန်ကြမ်းမှုတွေကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာ။လူယောက်ျားတွေဓာတ်ပြက်နေတာ။အဲကြောင့်လူယောက်ျားတွေဓာတ်မပြက်အောင်ဇနီတော့အနောက်တောင်တောင်းကိုလက်ခမရနွားနို့လေးကိုခုနနွားနို့လေးကိုခမရအဲဒါဆိုတော့တအားပြီးမှဆူတောင်းအစင်နွားနို့လေး အိမ်မှာရှိတဲ့လူယောက်ျားတွေဓာတ်ပြင်းနေတယ်အလုံးမလုပ်ဘူးအလုံးလုံးမှဖြစ်မှာအိမ်မှာမကပ်ဘူးအိမ်ကမှဖြစ်မှာကိုအိမ်ကိုရာကိုလုံငန်းမှာအဆင်ပြေမှဖြစ်မှာဖြစ်မှာအပြင်လိုက်ရလဲရလဲသွားတယ်အိုက်ကိစားတွေရက်ချင်တယ် KTV ယူသွားတာရက်ချင်တယ်အမုတ်ခင်းပြဿနာတွေဝူးကွာချင်တယ်ဗျာဒါကြောင့်ဝူးကွာအောင်အတင်းနွားနှုတ်လေးအကူကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတနေ့တော့နောက်တော်တော်လဲပြီးမှနွားနှုတ်လေးကိုတစုံလုံးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်ပိတ်ဆို့နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပြဿနာများအများဆုံးကင်းဝေးသွားမှာဖြစ်ပါတယ်ဗျာနောက်အရာလေးတစ်ချက်ရှိတယ် ကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းငွေကြီးနဲ့ပတ်သက်တဲ့စီမံခွန်ခတ်မှုလွယ်မှများနော်အဲ့ဒါအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့အဆင်မပြေမှုပါအတွင်းစီးတွေပြက်နေတာဖြစ်ပါတယ်ဗျာဒီချိန်မှာရွှေကောင်းပြောင်းပြောင်းဝင်အောင်ဖြစ်ပါငွေကြီးနဲ့ပသာသူမိသားစုတို့ငွေကြီးအစုလိုက်ပြုံးလိုက်ကျန်တဲ့မိသားစုစီကလည်းအစုလိုက်ပြုံးလိုက်ရဖို့အစုလိုက်ပြုံးလိုက်လူတဲ့ကာလမျိုးဖြစ်ပြီးစီမံကုတ်ခဲတဲ့အညံ့နေဖြစ်နေတာဖြစ်တယ်အုပ်ချုပ်မှုစီမံကုတ်ခဲမှုညံဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်အုပ်ချုပ်မှုမှာဖြစ်တဲ့အတွက်ငွေကြီးအလွယ်မှားများ မင်းနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတဲ့ကာလမျိုးဖြစ်ပါလေဗျာဓာတ်ပြက်တဲ့ကာလတော့ခု6လပိုင်း9ရက်နေရစပြီးဓာတ်ပြက်တာပါဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာဒီအချိန်မှာတခုခုလွဲချုံနေပြီးပြဿနာဖြစ်တတ်တဲ့ကံအညာဆုံးအချိန်ရောက်နေတာဖြစ်ပါတယ်ဒါကြောင့်မင်းနေဓာတ်ပြက်နေတယ်ဓာတ်ပြက်နေတဲ့မင်းလေးနဲ့ပတ်သက်တဲ့ဓာတ်ကလေးတွေကောင်းနေနေဆိုရင်တော့တနင်္ဂနွေတောင်အရှိမရောက်တောင်လက်ဖျောင်းနိုင်မီလီထွန်းပြီးမှဆူတောင်းအတင်းဖျောင်းနိုင်မီလီမင်းနေဓာတ်ပြက်နေတယ်ပြင်းကြီးနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတယ်တော့အပြောင်းအချွေရာဒူးဒူးနဲ့ပတ်သက်လို့ဓာတ်ပြက်နေတယ် မိယာတွေနဲ့ပတ်သက်တဲ့ဓာတ်ပြည့်တွေအာခမရငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ပြည့်နေတယ်ဗျာဒါကြောင့်မင်းနေဓာတ်ပြည့်နေတဲ့ကိစ္စလေးတွေအစင်းပြအောင်အတင်ဖျောင်းနိုင်မီလေးကိုထုံးပြီးမှအတင်နဲ့ဖျောင်းနိုင်မီလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းလီလီသာသာတင်းနေငွေကြီးကြောင့်အရှိမြောက်တော့မှဖျောင်းနိုင်မီလေးကိုထုံးပြီးမှဆူတော့ဆူတော့မီမီလေးမုတ်ထားလိုက်ပါဗျာအဲ့ဒါဆိုလို့ရှိရင်တော့မင်းနေမှာပိတ်ဆိုနေတဲ့ကိစ္စများအပြောင်းအလဲယာတုတို့များမိယာနဲ့ပတ်သက်တဲ့ကိစ္စများနော်အဲ့ဒါအမြန်ဆုံးအစဉ်ပြေးသွားမှဖြစ်ပါတယ် ကိုသွားကျင်တဲ့ခီးတစ်ခုသွားကျင်တဲ့စကားတစ်ခုသွားနေရတဲ့တစ်ခုအမြင်အလွဲလွဲချော်ချော်ဖြစ်နေပါလေဗျာဒါကြောင့်လွဲချုံနေတဲ့ခီးစကားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအရှင်းပြအောင်ဗုဒ္ဓတောင်ရက်ကိုလက်အိမ်မှာစားတဲ့ဇွန်းလေးအဇွန်းလေးတစ်ချောင်းခင်ဗျာဗုဒ္ဓတောင်ရက်ဂိုင်းပြီးတော့ဆုတောင်းအတင်းဇွန်းလေးရေကျွန်တော်သွားကျင်တဲ့ခီးတွေအနေကင်းကျင်နေပြောတဲ့စကားတွေအောင်မြင်ကြောချခြင်းနဲ့ကြောကြောသွားတော့ခီးများအရှင်းပြအောင်ပြောသောစကားများအောင်မြင်ကြောရအောင်အတင်းဇွန်းလေးကကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း ခမရလီလီစားတဲ့ဗုဒ္ဓတောင်ရကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တင့်ရဲ့လွဲချုံစီတော့ခီးစကားများအောင်မြင်ကြောကြသွားမှာဖြစ်ပါလေဗျာဒါကြောင့်သွားတဲ့လာတဲ့ခီးမှာအန်ဒီကြီးပြီးချင်းပြီးလွဲချော်ခြင်းနဲ့ဆိုရင်တော့မိမိတို့သွားလေရမှာဇုံးလေးတစ်ချောင်းကိုယူဗုဒ္ဓတောင်ရကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင် သွားတဲ့လာတဲ့ခီးများဖြောင်းပြူးပြီးတော့အန်ဒီကင်းပြီးချင်းသွားမှာဖြစ်ပါလေယူကဖော်မှာဖြစ်မယ်ယူကလေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူးယူ ရိုးရနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူးတိုင်းပြည်ကလည်းရိုးရိုးရိုးမြန်မာမမြန်တရားရိုးရိုးရိုးအဲလူမင်းတွေကလည်းရိုးရိုးဖြစ်နေတာပါဒီအချိန်မှာနိုင်ငံတိုင်းနိုင်ငံတိုင်းတကမ္ဘာလုံးမှာနိုင်ငံတိုင်းနိုင်ငံတိုင်းမှာရှိတဲ့မင်းတွေကပြဿနာတွေဖြစ်တယ်နော်ပြဿနာတွေဖြစ်နေတယ်ငွေကြေးနဲ့ပတ်သက်တဲ့လိမ်လည်မှုတွေရှိတယ်တနိုင်ငံနဲ့တနိုင်ငံစစ်တွေဖြစ်ဖို့အတွက်ကြံရွေးနေကြတယ်အာဘောမဟောပေါ့စီမံခွန်ခွဲမှုအလွဲမှားတွေပေါ့ဗျာလောဘဒေါသတွေများနေတဲ့ကာလမျိုးတွေဖြစ်ပါတယ် အဲ့မြည့်ရမမြည့်ရတွေဖြစ်တယ်လို့ဒါမြည့်ရတွေမမြည့်ရတွေအဖြစ်တဲ့ရေတွေကြီးတယ်မိုးတွေရွာတယ်အချိန်ခါမို့မိုးတွေရွာတယ်မကြည့်တဲ့နေတဲ့နေရာရေကြီးပြီးတော့တောင်တွေပေါ်မှာရေရှမ်းနေတာဖြစ်နေတာဖြစ်ပါတယ်အကုန်လုံးကမြေကြီးမှာရေရှမ်းမှာတွဲတွဲတွဲချော်ဖြစ်ပြီးတော့ဖြစ်တဲ့နေနေရာတွေမှာမဖြစ်ဘဲနဲ့မဖြစ်တဲ့နေနေရာဖြစ်တာပါ မင်းတွေကလည်းဖြစ်တဲ့ဖြစ်တဲ့ကိစ္စတွေမဟုတ်ဘဲနဲ့မဖြစ်တဲ့မဖြစ်တဲ့ကိစ္စတွေလုပ်နေတာဖြစ်တဲ့အတွက်အကုန်လုံးကအလွဲမားနေဖြစ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်ယောဂါတွေဖို့ကြပါယောဂါတွေဖို့လို့ရှိရင်အမြင်ရတဲ့နေရာမှာပြဿနာကင်းမမြင်ရတဲ့အန္တရာယ်လေးကင်းစင်းသွားမှာဖြစ်ပါတယ်ယောဂါမဖို့ရင်တော့ပြဿနာတွေပေါ်ပေါက်မှာဖြစ်ပါတယ်ယောဂါလေးတွေဖို့တဲ့အတွက်မြင်ရမမြင်တဲ့ရဲ့အကူအညီစောင့်ကြောက်မှုကြောင့်ဒုရကြောသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်လူရောကြတဲ့နေပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေခြင်းနဲ့ ရိုးရလေးတွေဖော်ခြင်းနေဆိုရင်တော့အင်္ကာတောင်းအရှိတောင်းတောင်းလက်လပိတ်လေးတစ်ခွက်လောက်ဖြိုးပြီးမှခမရကိုကိုတိုင်းတောက်မလားဒါမှမဟုတ်ဆူဆူတောင်းပြီးမှလပိတ်လေးကိုကုသလို့မလားလှုပ်လိုက်ပါဗျာရိုးရလေးဖော်နေပြီးရိုးရဖော်လို့ဒိုးရကြောခြင်းနေအမှုခင်းပြဿနာတွေဝေးခြင်းနေအမြင်အမြင်တရားတည်းရဲ့ရေကြီးတဲ့မိုးခေါင်းနေဟာလားငလင်းလုတ်တယ်အဲ့ဒီသဘာဝဘေးအနေနဲ့ပတ်သက်တို့ဟိုကာကွယ်မှဖြစ်မင်းမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအနေကင်းအောင်ကုညီဆောင်ရှောက်တော်မူပါဝေကြီးများ ယောဘောလူတို့ကကြော်ပြီးအဆုလိုက်ပြုံလိုက်ရအောင်ကိုကြီးဆောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ကျွန်တော်တို့ရဆိုလို့ရှိရင်တော့အင်္ဂါတော့အရှိတောင်းတော့လက်ပြီးလပိတ်လေးကိုတောက်ပြီးဆူတောင်းမလားဒါမှမဟုတ်ဆူတောင်းပြီးတစုံတယောက်တော့သူ့ကိုအစာအာဟာရကုသိုလ်ပြုလို့မယ်ဆိုရင်ယောဘောလူတို့ကကြော်ပြီးအမှုခင်များပြဿနာဝူးကွာပြီးငွေကြီးများအဆုလိုက်ပုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီဘက်မှာရှင်ညာမီမီသားသူကပြီးတဲ့ရေရီယာလေးတွေက လွယ်လွယ်လေးတွေပြီးတာပါဒီတစ်ပတ်အတွင်းမှာကံကောင်းသေးတဲ့ကဏ္ဍလေးတွေပြောပြမယ်အဲဒါဆိုဆိုအင်္ကာတော့အရှိတောင်တောင်လှည့်ပြီးမှမျက်နှာသေးရည်လေးဟိုမျက်နှာသေးမှတဆူတောင်အသေးမျက်နှာသေးရည်လေးကျွန်တော်ဒီနေ့မှာဒီကံလေးတွေစမ်းမယ်ဒီတစ်ပတ်ထဲမှာဒီကံလေးတွေစမ်းမယ်ဒီကံလေးကျွန်တော်စမ်းတဲ့ဒီကံလေးတွေဥစားပေးပြီးအမြန်ဆုံးအစဉ်ပြေအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တောင်လှည့်ပြီးမျက်နှာလေးသေးပြီးပါဆူတော့ဒီတစ်ပတ်ထဲမှာကဏ္ဍလေးတွေအဲပြီးလုံးမယ်ဆိုလို့ရှိရင်တော့6တို့9တို့4တို့3တို့ဆိုတဲ့ကဏ္ဍလေးတွေ ကန်ဆားမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွန်းသားမှာဖြစ်ပါတယ်ခွန်းသုံးတို့ခွန်းလေးဆိုတဲ့ကဏ္ဍလေးဒီကန်နေဆားမယ်ဆိုရင်တော့ထီကံများအများဆုံးပွန်းလာမယ်ဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမီမေသားသူကပြီးတဲ့ရေတရာလေးလိုလေးလေးတွေပြီးတာပါလိုလေးလေးတွေပြုလုပ်ခြင်းမင်းနဲ့အဆင်ပြေကြတယ်ဆိုတာကြားသိရတဲ့အတွက်ကျွန်တော်တို့ရွှေညာမီမေသားသူကအတိုင်းထက်ဝမ်းသာကြည်နူးမိပါတယ်ဗျာဒါကြောင့်ဒီ15ရက်6လ2025မှာဒီ21ရက်5လ2025တပတ်သားကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာ။ အားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ